ိန်ဆိုင်ဖွင့်ပွဲတစ်ခုမှာဝိုင်းဆိုခိုင်တဲ့အပေါ်ခြေမိုးမာနကြီးနေတဲ့လူရက်တစ်ခုကြောင့်လူပြောများနေတဲ့ဝတ်မှုံရွှေရီ ွေသက်မြောင်လုံးမဲမင်္ဂလာပေါင်းစိန်ရွှေရတနာရီရဲ့တလက်လက်တောက်ပါနေတဲ့အလင်းရောင်တွေကြားထဲမှာမထင်မထားတဲ့အငွေသက်တစ်ခုကဆိုရှယ်မီဒီယာကိုမိထားတောက်စေခဲ့ပါတယ်။ဟုတ်ပါတယ်။ကျမတို့ပြောချင်နေတာကတော့တစ်ခေတစ်ခါမှတယောက်ပဲပေါ်ထွန်းတဲ့မင်းသမီးချောဝင်းမုံရွှေကြီးနဲ့အတန်ချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့အစရောဝိုင်းစုခိုင်သိန်းတို့ကြားကပွဲတစ်ခုမှဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာပါပဲ။စိန်ဆိုင်ဖွင့်ပွဲတစ်ခုမှအတူဆုံတွေ့ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ဗီဒီယိုဖိုင်အတိုလေးတစ်ခုကအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့လူတွေရဲ့ပါဇက်ဖြားမှပြောစရာကောင်းစရာတစ်ခုဖြစ်လာခဲ့ပါတယ်။တချို့ကတော့ဝိုင်းစု ုတ်ခိုင်တဲ့အတွက်စာနာသနာနေကြသလိုတချို့ကလည်းဝင်းမုံရွှေရဲ့အပြစ်မှုပေါ်မှာဝေဖန်မှုတွေကောက်ွယ်ပြောဆိုမှုတွေနဲ့တုံးသက်ချက်တွေအမျိုးမျိုးပေးလာကြပါတယ်။ဒီအဖြစ်ပြက်ရဲ့နောက်ွယ်မှာဘလို့အကြောင်းတရားတွေရှိနေနိုင်လဲဆိုတာကိုအဓိကအမြင်သုံးမျိုးခွဲပြီးတုံးသက်ကြည့်ရအောင်ပါ။ပထမဆုံးတစ်ချက်ကတော့ဝင်းမုံရွှေရဲ့လက်ရှိအနေအထားနဲ့အောင်မြင်မှုအချိန်ဝါကြောင့်ဆိုရယ်တုံးသက်ချက်ပါရှင့်။အလုံးသေးကြတဲ့အတိုင်းပဲရွှေကိဆိုတာလက်ရှိမြန်မာနိုင်ငံရဲ့ထိပ်တန်းဘုရင်မနံပါတ်1စူပါစတာတစ်ယောက်ပါ။သူမရဲ့အနုပညာအောင်မြင်မှုတွေတာမကသူမရဲ့ခင်မွန်ကလည်းနိုင်ငံကျော်ဘီလီယံနာတ ထေးကြီးတူဖြစ်နေတာကြောင့်သူ့ရဲ့လူနေမှုပုံစံသူ့ရဲ့ lifestyle ကတာမန်အနုပညာရှင်နေတဲ့တောင်ကွာချပြီးမြင်မလုံးနေပါတယ်။တင်းရချီတန်တဲ့ဝတ်စုံတွေမျက်စိကျင်းလောက်ဆရာစိန်ရွှေရတနာတွေကသူ့အတွက်တော့နေစဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုလိုပါပဲ။ ဒါကြောင့်တချို့ကတော့သူ့ရဲ့ဒီလိုကြွယ်ဝမှုနဲ့အောင်မြင်မှုတွေအပေါ်မှာအခြေခံပြီးသူ့ကိုယ်သူထားတဲ့ confidence ကမာနတရားတစ်ခုလိုဖြစ်သွားပြီးဝိုင်းဆုပ်ခံတဲ့အပေါ်မှာမတူသလိုမတန်သလိုအေးဆက်တဲ့သဘောထားမျိုးနဲ့ဆက်ဆံလိုက်တာဖြစ်နိုင်တယ်လို့ထောက်ပြနေကြပါတယ်။ဒါကအောင်မြင်သူတယောက်ရဲ့မာနတတိုင်းတစ်ခုလား။ဒါကတော့ပထမဆုံးတွေးစရာအချက်ပေါ့။ဒါပေမဲ့အခြေစည်းမှာခေါင်းနဲ့ပန်းဆိုတာရှိစမြဲပါရှင့်။ဒုတိယအမြင်ကတော့ဒီအဖြစ်ပြက်ဟာတမင်တကာလှုပ်ဆောင်တာမဟုတ်ဘဲအခြေအနေအရဖြစ်သွားတဲ့နားလည်မှုလွဲခြင်းတစ်ခုသာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ရွှေကစ်ကိုချက်တဲ့ပရိသတ်တွေကတော့သူ ဟာအလုပ်ပေါ်မှာအလွန် professional စတဲ့စိတ်ထားတဲ့မင်းသမီးတယောက်ဖြစ်တဲ့အတွက်ဒီလိုမျိုးတခြားသူကိုချစ်ချင်းငန်ငန်ဆက်ဆံမှာမဟုတ်ဘူးလို့ယုံကြည်နေကြတာပါ။ ကင်မရာမီးရောင်တွေမီဒီယာတွေရဲ့မေကွန်းတွေပြည်သက်တွေရဲ့အာယုံဆိုင်မှုတွေကြားမှာလူတယောက်ချင်းစီကိုအချိန်ပြီးပြီးလိုက်လံစကားပြောဖို့ဆိုတာကမလွယ်ကူလှပါဘူး။စကန့်ပိုင်းလောက်သာရှိတဲ့ဗီဒီယိုဖိုင်လေးတစ်ခုတည်းနဲ့လူတယောက်ရဲ့ပင်ကိုစရိုက်တစ်ခုလုံးကိုတစိမ့်ကအကဲဖြတ်လို့မရဘူးဆိုကဝမ်မုံရွှေဘက်ကနေကောက်ွယ်ပြောဆိုနေကြတဲ့သူတွေလည်းအများကြီးပါ။ဒါကတော့အလုံများနေရင်မထင်မှတ်ပဲဖြစ်သွားတဲ့အဖြစ်ပြက်တစ်ခုဖြစ်နိုင်မလား။ဒါကတော့ဒုတိယအမြင်ပါရှင်နောက်ဆုံးတစ်ချက်ကတော့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ပြည်သက်တွေကြမှာအငင်းပွားဖွယ်ရာအဖြစ်ဆုံးအချက်ပါပဲ အရာကတော့သူတို့နှစ်ယောက်ကြားမှာပြဿနာတွေမသိသေးတဲ့အတိတ်ကပြဿနာဒါမှမဟုတ်ပုတ်တိုင်းမှုတစ်ခုခုရှိနေကြလားဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့ဗီဒီယိုဖိုင်ထဲမှာရွှေကိတ်ကအခြားနုပညာရှင်တွေနဲ့ပြုံးပြုံးရွှေရွှေစကားပြောနေခဲ့ပြီးဝိုင်းဆုခိုင်သိမ်းတဲ့စုံတဲ့အခါမှာတော့သူ့ရဲ့မျက်နှာအမူအရာကတိတိတသာပြောင်းလဲသွားတယ်လို့လူတွေကထောက်ပြကြပါတယ်။ဒီအချက်ကြောင့်ပဲသူတို့နှစ်ယောက်ကြားထဲမှာတစ်ခုခုတော့တစ်ခုခုပဲဆိုတဲ့မှတ်ချက်တွေပြလို့ပြန်လာပါတော့တယ်။ကျမတို့မြင်ရတာကတော့ရေခဲတောင်ရဲ့ထိပ်ဖြားလေးများလောက်နောက်ကွယ်မှာဘလို့ဇလန်းတွေရှိနေနိုင်မလဲ။ဒါကတော့တတိယနဲ့နောက်ဆုံးအမြင်ပါပဲ။ ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီနေ့ကမီဒီယာတွေရှိမှာတော့သူတို့နှစ်ယောက်ရင်းနေနေရီမောပျော်ရွှင်နေတဲ့မြင်ကွင်းကိုမတွေ့ခဲ့ရတာကတော့အမှန်တရားတစ်ခုပါကဲဒီတော့ပရိသတ်တို့ရောဒီကိစ္စကိုဘလို့ထင်မြင်မိလဲရှင်ခမမပြပြခဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ